မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတကွလေ့လာကြမှာကတော့တိမိုသေကိုပေါ်လူရေးတဲ့ဒုတိယစာဆောင်အခန်းကြီး3ပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါဒီကျောင်းရာအတွေ့အရင်အမြစ်ကတော့ The Wise Believers ကပြုစုထားတဲ့မဆိုးတွေပါဟုတ်ပါတယ်ဒီကျမ်းပိုက်ကအဓိကအဖြစ်တော့နောက်ဆုံးသောကာလအခြေအနေတွေအဲ့ဒီမှာယုံကြည်သူတွေကြုံရနိုင်တဲ့အခက်အခဲတွေပြီးတော့အဲ့အရာတွေကိုကြော်လွားဖို့စံစာကဘလို့အရေးကြီးပြီးလုံလောက်တယ်ဆိုတာကိုပြောထားတာနော် ။အဲဟုတ်ပါတယ်။တကယ်တော့ဒီချမ်းပိုက်ကအခုကျွန်တော်တို့နေနေတဲ့ခေတ်ကာလနဲ့ပိုပြီးတော့တုန်းသက်ဆိုင်လာလို့ပဲ။ဟုတ်ကဲ့။ဒီနေ့ကျမတို့ရဲ့ရည်ရွယ်ချက်ကတော့ဒီချမ်းပိုက်ခေတ်ကအရေးကြီးတဲ့အချက်တွေထိုးထွင်းအင်မင်တွေကိုထုတ်နှုတ်ပြီးတော့လေကျမတို့ရဲ့နေ့စဉ်လက်တွေ့ဘဝမှာဘလို့အတုံးချနိုင်မလဲဆိုတာကိုနည်း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 ဆွေးနွေးကြည့်ဖို့ပါပဲ။ကောင်းပါလေ။ဒီချမ်းပေါက်ကတကယ်ပဲအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့လေဒီတဲမှာဖော်ပြထားတဲ့လူမှုဖွဲ့စည်းရဲ့လက္ခဏာတွေ ယုံကြည်သူလေးရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေကအခုလက်ရှိကျွန်တော်တို့မြင်တွေ့နေရတာတွေနဲ့တော်တော်များများကန့်ကြီးနေလာကိုတွေ့ရမှာပါဟုတ်ကဲ့ဒါဆိုဆက်လိုက်ကြရအောင်အခန်းငယ်အင်မဘနောက်ဆုံးတော့နေ့ရက်တို့၌ခဲရင်တို့အချိန်ကာလများထင်မြင်ကိုတီးမှတ်တော့ဆိုပြီးစထားတယ်အဲဒီခဲရင်တို့အချိန်ကာလဆိုတာဘယ်လိုမျိုးဆိုလို့ရပါလဲဟုတ်ကဲ့ဒီမရှင်ဘလို့ကအထက်ကအာယုံဆိုင်ထားရတာလေအဲ့ဒီခက်ခဲမှုတွေဟာပြင်ပကဖိနေမှုတွေ ဥမာစစ်ထေတာတို့ကပေးကြတာတို့လူတွေရဲ့အတွင်းစိတ်တဘောတာပျက်စီးလာတာကိုပို့ပြီးတော့ဆိုလိုချင်တာတွေ့တာလေအတွင်းစိတ်ပျက်စီးမှုနော်ဟုတ်ပါတယ်အခန်းငယ်နေ့ကနေ9အထိကြီးလိုက်ရဲ့အဲ့ဒီဟေကလူတွေရဲ့စိုင်းတဲ့ပြက်ပြားမှုလက္ခဏာတွေအများကြီးစရင်လိုက်ကြီးကိုရေးထားတာတွေ့ရမယ်ဟုတ်တယ်နော်စရင်ကတော်တော်ရှည်ရတယ်အဲ့ဒီထဲမှာမှကိုကိုကိုချစ်တော်သူချစ်မယ်ဆိုတာနဲ့စားထားတာကနည်းနည်းထူးခြားတယ်လို့ထင်မိတယ်ဒါကတခြားမကောင်းတဲ့စိတ်ရိုက်ကြီးရဲ့အရင်ခံလိုမျိုးလား အတိအကျပဲအဲ့ဒါအဓိကကြတဲ့အချက်လို့ပြောလို့ရတယ်ကိုကိုကိုချက်ချင်းပေါ့ self centeredness ပေါ့လေနောက်တစ်ခုကငွေကိုတတ်မှတ်ခြင်းဒီနှစ်ခုကလည်းအကုန် set ဖြစ်တာဟုတ်ကဲ့အဲ့ဒီကနေမှမာနထောင်လွှားတာတော့ဖျားသခင်ကိုကဲ့ရဲတာတော့မိဘစကားနားမထောင်တာကျေးဇူးမတိတာတန်ရှင်းခြင်းမရှိတာอืมနောက်ပြီးတော့တန်ရိုးစင်မရှိတာရညိုးဖွယ်တာကိုကိုကိုမချုပ်တင်နိုင်တာကြမ်းတမ်းတာကောင်းတာကိုမကြိုက်တာမြားရည်ပဲနော်ဟုတ်တယ်သစ္စာဖောက်တာစိတ်မြန်းတာမာမနာဖောင်းပေါ်တာ အဲ့ဒါဒီအကုံတော့ကအဲ့ဒီကိုကိုကိုပဟုပြုချင်းကိုအတ္တကိုပဲရှေ့တန်းတင်ချင်းရဲ့အကျိုးဆက်တွေပေါ့ဟုတ်ကဲ့နောက်ထပ်တတိထားမိရဲ့အချက်တစ်ခုကအခန့်ငယ်ငားမာလီသူတို့ဒီဖျားဝဲ၌မွေရောင်ရောင်ဆောင်တော့လေဖျားဝဲတန်ကုန်မူရင်းပဲကြလိမ့်မည်တဲ့ဒါကဘလို့သဘောမျိုးလဲဟန်ဆောင်တယ်ဆိုတာလားဟုတ်ပါတယ်ဒါကတော်တော်တိတ်မွေပြီးအန်ဒရီယာကြီးတဲ့အခြေအနေပဲ ဆိုလိုတာကအပြင်းပန်းကြီးရင်တော့ဘာတရားကိုင်းဆိုင်တယ်လို့လို့ဖျားเจ้าမာမန်တတ်မယ်ဆူတောင်းမယ်အလူငွေထဲမယ်အပေါ်ရန်လုပ်ငန်းတွေတော့လုပ်ကောင်းလုပ်မယ်အေးဟုတ်ကဲ့ဒါပေမဲ့လေတကယ်အသက်တာကို ပြောင်းလဲစေတဲ့အပြစ်ရဲ့ကျွံ့ဘွားကနေလွတ်မြောက်စေဖျားသခင်ရဲ့တန်ကိုအဲ့ဒါကိုသူတို့ကလက်မခံဘူးငင်းပယ်တယ် ဒါမှမဟုတ်လိုကမလိုချင်ကြဘူးအခွင့်အသက်လို့ဖြစ်နေတာပေါ့နော်အဲ့ဒီလိုသဘောမျိုးပေါ့ရှင်ပေါလုကအဲ့ဒီလိုလူစားမျိုးတွေကိုရှောင်ပါလို့တီမိုတီကိုအတိအလန်းသတိပေးထားတယ်ဟုတ်ကဲ့ရန်နေနေရန်ဘေးကိုဥပမာပေးထားတယ်နော်ဟုတ်ပါတယ်မိုးရှိကိုစန့်ကျင်ခဲ့တဲ့အဂုတုနန်းတွင်းကမော်ဆရာတွေလိုပဲသူတို့ဟာလည်းတမန်တရားကိုတကယ်လို့စန့်ကျင်နေသူတွေဖြစ်တယ်ပေါ့ဒါကအတင်းတော်အပြင်မှာရောအတွင်းမှာပါရှိနိုင်တဲ့အန်ဒီယံမျိုးပဲ ဟုတ်ကဲ့ဒါဆိုပထမပိုင်းကလူအဖွဲ့စည်းရဲ့ရိုးရွင်းမှုအထူးသဖြင့်အတွင်းစီထားပစ္စည်းမှုနဲ့ဟန်ဆောင်ဘာဒါရေးရဲ့အန်ဒီယေကိုပြောထားတယ်။အဲ့ဒီတော့ဒုတိယပိုင်းအခန်းငယ်10ကနေ73ကိုဆက်ကြည့်ရအောင်။ဒီမှာတော့ရှင်ပေါလုကသူ့ရဲ့ကိုယ်ပိုင်အတ္တတာကိုတိမောသီအတွက်ပုံသက်တည်ပေးထားတာနော်။မှန်ပါတယ်။ဒီနေရာမှာတွင်စဉ်ဆုံးမယုံတင်မကဘူးလက်တွေ့အသက်ရှင်ဖြားတဲ့ပုံသက်တည်ရဲ့အရေးပါပုံကိုတွေ့ရတယ်။ရှင်ပေါလုကတိမောသီကိုပြောတယ်လေ။တေမူကငါ့ဆုံးမဩဝါဒပေးခြင်း ကျင့်ဆောင်ခြင်းအကြံစီခြင်းယုံကြည်ခြင်းတီးခန့်ခြင်းချစ်ခြင်းအနိုင်ခံခြင်းဆိုပြီးတော့ဟုတ်ကဲ့ဒါတွေကိုသင်အနည်းကလိုက်လျှောက်ခဲ့တယ်တည်တယ်ဆိုပြီးတော့အတိမတ်ပြုထားတာဒါကဆရာတယောက်ရဲ့အတ္တတာကိုတပေကဘလောက်ဒီစစ်စစ်ဆက်ဆက်လ ీల မတ်တာခဲ့တယ်လဲဆိုတာပြောနေတာသူကိုယ်တိုင်ဂျုံခဲ့ရတဲ့ငင်းဆဲမှုတွေကိုလည်းပြန်ပြောပြထားတဲ့ NDO Econi Lutheran မြို့ဒီမှာခံခဲ့ရတာ ड़ी ဟုတ်ပါတယ်ဒါပေမဲ့အရေးကြီးတာက အဲ့ဒီဒုက္ခတွေအားလုံးတဲ့အနေဘုရားသခင်ကင်ထုတ်ခဲ့တယ်ဆိုတာကိုလည်းထောက်ပြထားတယ်ဟုတ်တယ်ဘုရားရဲ့တန်ခိုးနဲ့ကြွယ်ကားမှုကို မမေ့ဘူးပြောတာပေါ့ဟုတ်ကဲ့ပြီးတော့အခန်းငယ်7ကတော့တော်တော်လေးစဉ်းစားစရာပဲတိကျပြတ်သားတဲ့စကားလို့ပြောရမလားခရစ်တော်ယေရှု၌ဘုရားဘက်ကိုစောင့်ရှောက်၍အသက်ရှင်ခြင်းကအလိုရှိသောသူအပေါင်းတို့သည်ငင်းဆဲခြင်းကိုခံရကြလိမ့်မည်တဲ့အဲ့ဒါနည်းနည်းအားခဲ့စရာလို့မဖြစ်ဘူးလားဘုရားနောက်လိုက်ရင် ဒုက္ခခံရမယ်ဆိုတဲ့သဘောမျိုးဖြစ်နေသလားလို့အဲ့ဒါကလေရှင်ပေါလုကတကြားလုံးချော်ပြီးခေါ်နေတာမဟုတ်ဘူးလက်တွေ့အမှန်တရားကိုပြောပြနေတာတတိပုဇ္ဇာကခံရနေတယ်လို့မပြောဘူးခံရကြလိမ့်မည်လို့အခိုင်အမာပြောတာဟုတ်ကဲ့နော်ကျတော့ဒါဘာကိုဆိုလို့လဲဆိုရင်ကျွန်တော်တို့ကလောကကြီးရဲ့စံနှုန်းတွေတန်ဖိုးထားမှုတွေနဲ့မတူပဲဖျားသခင်ရဲ့စံနှုန်းအတိုင်းသူ့လိုတော်အတိုင်းအထွတ်ရှင်ဖို့ရွေးချယ်တဲ့အခါမှာ လောကနဲ့ပฏิပခဖြစ်ခုဖြစ်မယ်စန့်ကျင်မှုကြုံကိုကြုံရမယ်ဒါကမလွယ်မထွေပဲอืมရှောင်းလို့မရတဲ့သဘောပေါ့ရှောင်းလို့မရဘူးဒါဟာကိုကတခုခုမားနေလို့ဖြစ်တာထက်ဖျားထခင်ရဲ့လမ်းစဉ်အတိုင်းဖိုင်မန်ကကသက်ရှင်ခြင်းရဲ့တဘာဝအကျိုးဆက်တခုလို့မြင်ဖို့လိုတယ်ခရစ်တော်ကိုယ်တိုင်လည်းဒီလောကကိုစန့်ကျင်ခဲ့လို့ညှင်းဆက်ခံခဲ့ရတာပဲလေ ဟုတ်ကဲ့ဒါကြောင့်မလို့ညှင်းဆဲ့ခြင်းကိုကြောက်စရာထူဆန်းတဲ့အရာရှောင်ရမယ့်အရာလိုသဘောမထားဘဲနဲ့သစ္စာရှိခြင်းရဲ့တစ်စိတ်တစ်ပိုင်းတစ်ဖြစ်တာမန်အတွေ့အကြုံကခုအဖြစ်လက်ခံဖို့ပြင်ဆင်ထားရမယ်ဆိုတဲ့သဘောပဲပြီးတော့အချမ်းငယ်ဆက်တော့မှလည်းဆက်ပြောသေးတယ်စိုးတော့သူညလေဖြားတော့သူတို့မူကသူတပောင်းကိုလေဖြားလျက်မိမိတို့လည်းလေဖြားခြင်းကိုခံလျက်တိုး၍စိုးညစ်ကြလိမ့်မည်တဲ့ဒါဆိုအချင်းတွေကပိုကောင်းမလာပဲပိုဆိုးသွားမယ်လို့ဆိုတော့တာပေါ့ဟုတ်ပါတယ် ါကလည်းတိတ်ကိုလက်တွေ့ကြတဲ့သတိပေးချက်ပဲလောကရဲ့အခြေအနေက အချင်းကြလာတာနဲ့အများအလိုလိုပိုကောက်လာမှာမဟုတ်ဘူးအတုအယောင်တွေမှားရွင်းတဲ့တွန်တင်မှုတွေလေပြားမှုတွေကပုံပေါ်ပြီးတော့များလာနိုင်တယ်ပို့ပြီးတော့တိမ်မွေးလာနိုင်တယ်ဟုတ်ကဲ့အဲ့ဒီလိုအခြေအနေမျိုးမှာယုံကြည်သူတွေအနေနဲ့ဘလို့ခိုင်ခိုင်မာမာယက်တီကြမလဲဘာကိုအားကိုးမလဲအဲ့ဒီမိကုံးကအရေးကြီးလာပြီ အဲ့ဒီမေကွန်းရဲ့အဖေကိုပဲနောက်တပိုင်းအခန်းငယ်14ကနေစခွန်မှာပေးထားတယ်လို့ထင်တယ်နော်။ရှင်ပေါလုကတိမောသေးကိုဘလို့အားပေးထားလဲ။ဟုတ်ပါတယ်။အဲ့ဒီလိုခက်ခဲမှုတွေလှည့်ဖြားမှုတွေဝိုင်းနေတဲ့ကြားထဲမှာတီတီငင်ငင် ရှိနေဖို့အတွက်ရှင်ပေါလုကတိမောသေးကိုသူတင်ခဲ့ပြီးခိုင်မာစွာယုံကြည်ခဲ့သောအရာတို့၌တည်နေလို့လို့ကြိုက်တွန်းတယ်။อืม။ဘာကိုချေခံပြီးတည်နေရမလဲဆိုတော့သူငင်ငယ်လေးကတည်ယူခဲ့တဲ့တည်ကြွန့်ခဲ့တဲ့ တမချန်းစာပေါ်မှာချေခံရမလို့ဆိုတယ်။အဲ့ဒီချင်းကတော့ဓမဟောင်းချန်းကိုအထက်ကရည်ညွှန်းတော့ဗောလေ။ဟုတ်ကဲ့ငငယ်ကလေးကရတဲ့ချေခံအုံးမြက်ပေါ့။ဟုတ်ပါတယ်။အဲ့ဒီချန်းစာတွေကယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းသို့ရောက်စေနိုင်သောပညာကိုပေးနိုင်စွမ်းရှိတယ်လို့အတိအလင်းပြောထားတယ်။ကယ်တင်ခြင်းအတွက်လုံလောက်တဲ့ပညာကိုပေးနိုင်တယ်ပေါ့။ ဒါကအရေးကြီးတဲ့အချက်ပဲပြီးတော့အခန်းငယ်16ကတော့ခရိယလောကမှာအယံကိုကြော်ကြပြီးအခြေခံကြတဲ့ကြံချက်ကြီးပဲကျမ်းစာရှိသမျှသည်ဖယားသခင်မွတ်တွင်တော်မူသောအဖင်ထီ၍ဆိုတာလေဒီဖယားသခင်မွတ်တွင်တော်မူခြင်းဂရီလို Theonoustos Theonoustos ဆိုတာဘာကိုအတိအကျဆိုလို့ရှင်းတာပါလဲဒါကတမကျမ်းစာရဲ့ တခွင့်အာဏာ authority နဲ့ယုံကြည်စိတ်ချရမှု reliability ရဲ့အခြေခံဥမစ်ကြီးပါပဲဆိုလိုတာကတမချန်းစာဟာလူတွေရဲ့ညံဆွမ်းညံဆန်းနဲ့ရေးထားတဲ့စာအုပ်တက်တက်မဟုတ်ဘူးအေးဖျားဖီကန်ကိုရိုင်ကသူ့ရဲ့ဥညံတော်အဖြစ်လူသားချမ်းရေးဆရာတွေကိုလမ်းညွှန်မှုပေးပြီးသူဆိုလိုချင်တဲ့စကားလုံးတွေ US တွေကိုမာရွေးမှုမရှိအောင်ပေးသွင်းပြီးရေးထားစေခဲ့တာဖြစ်တယ်ဆိုတဲ့အတိပဲပဲ God breathed ဖျားရဲ့နှုတ်ထွက်တော်အသက်ရှူသွင်းခါတာပေါ့ဩဟုတ်ကဲ့ ဒါကြောင့်မလို့ချမ်းစာဟာအမယွင့်ကင်တယ် inerrant ယုံကြည်ခြင်းနဲ့အတ္တတာအခုရဲ့အပြည့်ဝလုံလောက်တဲ့အလိုင်းညွန်ချက်ဖြစ်တယ် sufficient ဆိုတာကိုကျွန်တော်တို့လက်ခံနိုင်တာဖြစ်ပါတယ်ဒါကလူအထွတ်ခေါ်တဲ့ခေတ်ရဲ့အယူဆတွေနဲ့တိုင်းတာရမယ့်အရာမဟုတ်တော့ဘူးဒါကအရာအလုံးကိုတိုင်းတာရမယ့်အတိုင်းတာစံနှုန်းဖြစ်လာတယ်ဟုတ်ကဲ့အဲ့ဒီလိုဖျားသခင်မူသွင်းထားတဲ့အကွက်ကြောင့်ကျန်းစာမှာဘလို့လက်တွေ့အသုံးဝင်မှုတွေရှိတယ်ဘာရည်ရွယ်ချက်တွေရှိတယ်ဆိုတော့ကိုလည်းအခန်းငယ်16နောက်ပိုင်းနဲ့ဆက်ခွန်မှာဆက်ရှင်းပြထားတယ်နော် ဟုတ်ပါတယ်အဲ့ဒီလိုဖះစီကလာတဲ့အတွက်ကြောင့်ဒီကျန်းစာဟာဘာအတွက်အကျိုးရှိတယ်လဲအတုံးဝင်လလဲဆိုရင်အဓိကချက်၄ချက်ကိုဖော်ပြထားတယ်ဟုတ်ကဲ့ဘာတွေပါလဲတကဩဝါဒပေးခြင်း teaching doctrine ဆိုလိုတာကမှန်ကန်တဲ့အရာကပါလဲဖះတခင်အကြောင်းလူသားအကြောင်းကယ်တင်ခြင်းအကြောင်း အသက်ရှင်ခြင်းအကြောင်းစတဲ့အခြေခံအမှန်တရားတို့တင်ကြပေးတယ်ဘာကိုယုံကြည်ရမလဲဆိုတာပြပေးတယ်ဟွန်းနှစ်ကအဖြစ်ကိုဖော်ပြခြင်း reproof rebuke ဒါကကျွန်တော်ရဲ့အတွေးခေါ်တွေအပြုအမူတွေစိတ်တဘောထားတွေမှာဖခင်ရဲ့စံနှုန်းနဲ့မကိုက်ညီပဲလွှဲချော်နေတာတွေမာရင်နေတာတွေကိုထောက်ပြတယ်ကိုလမ်းမားနေတာကိုတီးစေတယ်ဟုတ်ကဲ့တုံးကအမားကိုပြုတ်ပြင်းခြင်း correction မားနေတာကိုတီးပြီဆိုရင်အဲ့ဒီအမားကန်နေလမ်းမှန်ကိုဘလို့ပြန်ရှုပ်ရမလဲအတွေးမှာအကျင့်မားတွေကိုဘလို့ပြင်ဆင်ရမလဲဆိုတာကိုလမ်းညွှန်းပေးတယ်อืมလမ်းမှန်ပြင်ရောက်အောင်ပါ ဟုတ်ပါတယ်လေက ဖြောင့်မတ်ခြင်းနဲ့စုံမပဲ့ပြင်ခြင်း training in righteousness လမ်းမပေါ်ရောက်ပြီဆိုရင်လည်းအဲ့ဒီလမ်းအတိုင်းဖျားပြီးခဲ့နှစ်သက်တဲ့ပုံစံနဲ့ဖြောင့်မတ်စွာဘလို့ဆက်ပြီးအသက်ရှင်နေထိုင်ရမလဲဆိုတာကိုလက်တွေ့ချက်ချလေ့ကျင့်ပေးတယ်ပြောထောင်ပေးတယ်ဖျားစိတ်တော်နဲ့တွေ့တဲ့အသက်သားထက်လောက်လေ့ကျင့်ပေးတာပေါ့အော်ဟုတ်ကဲ့ ီရည်ရွယ်ချက်၄မျိုးလုံးရဲ့အဆုံးစုံပန်းနိုင်ကောင်းပါလဲဆိုတာကိုအခန်းငယ်၁၆မှာအချုပ်ပြောထားတယ်နော်။အချောင်းမူကဖျားသခင်ဤလူသည်စုံလင်ဘောသူကောင်းသောမှုမျိုးမျိုးတို့ကိုပြုစုခြင်းကပင်စင်ဘောသူဖြစ်မည်အကြောင်းသိတယ်။ဒါကတတုံအားရှိစီရကောင်းတဲ့ညီမချက်ကြီးပဲ။ဟုတ်မယ်။စန်းစာရဲ့အန်ဒီမရည်ရွယ်ချက်ကကျွန်တော်တို့ကိုတမချန်းစာဘုသူတရဲ့ပြည့်နေတဲ့ဆွေဆောင်ချမ်းကြီးတဲ့ဖြစ်စေဖို့တသက်မဟုတ်ပါဘူး။ဟုတ်ကဲ့။အဓိကပန်းတိုင်ကဖျားသခင်ရဲ့လူတွေဟာ အသက်တာမှာလိုလေတင်းမရှိပြည့်စုံပြီးတော့ဖျားသခင်သူ့အတွက်ပြင်ဆင်ထားတဲ့ကောင်းတဲ့အမှုမှန်သမျှကိုလှုပ်ဆောင်နိုင် စွမ်းရှိအောင်အသင့်ဖြစ်နေအောင်ပြင်ဆင်ပေးဖို့ဖြစ်ပါတယ်။ကောင်းတဲ့အမှုအမျိုးမျိုးနော်။ဟုတ်ပါတယ်။ဒါကကျန်းစာဟာလက်တွေ့ကြတဲ့စောင်းထင်းမှာပဲရှိနေတာမဟုတ်ပဲအသက်တာကိုတကယ်ပြောင်းလဲစေနိုင်တဲ့အမှုတော်အတွက်သက်ဆင့်ပေးနိုင်တဲ့တန်ခိုးရှိတယ်ဆိုတာကိုပြနေတာ။ဒီနေရာကစုံလင်ခြင်းဆိုတာကလည်း အပြည့်လုံးဝကင်းစင်သွားတာကိုဆိုလိုတာထက်လိုအပ်တဲ့အရေးချင်းတွေကိရိယာတန်စာပလာတွေအလောင်းနဲ့ပြည့်စုံပြီးအဆင့်တင့်ဖြစ်နေတဲ့အခြေအနေ well equipped ဖြစ်နေတဲ့အခြေအနေကိုပိုပြီးရင်ယွန်းတာပါဟုတ်ကဲ့ရှင်းပါတယ်ကောင်းပြီဒါဆိုရင်လေဒီချမ်းပိုက်တစ်ခုလုံးကိုခြုံငုံပြီးတော့ဒီနေ့ခေတ်နားထောင်နေကြတဲ့သူတွေအတွက်ဆွေးထုတ်ယူနိုင်တဲ့လက်တွေ့ကျက်တင်ခန်းစာတွေကိုနည်းနည်းပြန်စူးစစ်ကြည့်အောင် ထမဆုံးတတိထားတဲ့ချက်ကတော့အစပိုင်းကပြောရတဲ့နောက်ဆုံးကလာလက္ခဏာတွေနဲ့ပတ်သက်ပြီးပေါ့အထူးသဖြင့်ကိုကိုကိုချစ်ချင်းကိုရှုံခို့ကအဓိကပဲလားဟုတ်ပါတယ်ဒါကနံပါတ်1တတိပေးချက်လို့ပြောရမယ်ယနေ့ခေတ်ရှင်ဒီကိုကိုကိုပဲဘေးဟိုးပြုတဲ့ယဉ်ကျေးမှု self centered culture ပေါ့လေကိုအစင်တည်းရေးကိုပျော်ရွှင်ရေးကိုအောင်မြင်ရေးကိုပဲရှေ့ထမ်းတင်တဲ့တဘောထားတယ်အတကြီးတာတွေလောဘဇောတွေမာနထောင်ထွားတာတွေကအခန့်ငယ်နစ်ကနေငါမှာပြောထားတဲ့စရိတ်တွေနဲ့ တတော်လေးကိုထပ်တူကြာနေတာတွေ့ရမှာမှာဟုတ်တယ်နော်လူမှုကွန်ရက်ဒီမှာဆိုပုံမြင်သားတယ်အဲ့ဒါပေါ့လူမှုကွန်ရက်ဒီကဒါတွေကို ပို့ပြီးတော့တောင်အားပေးတယ်လို့ပို့ဆိုးစေတယ်လို့ဖြစ်နေတတ်တယ်ဒါကြောင့်ကိုယ့်ရဲ့စိတ်တဘောထားကိုယ့်ရဲ့ဦးစားပေးမှုတွေကိုစမ်းစာအလင်းနဲ့အမြဲတမ်းပြန်ပြီးစမ်းစစ်သူလို့ရတယ်ငါဖရဲတခင်ကိုပို့ချစ်သလားကိုကိုကိုပို့ချစ်သလားလောကီရဲ့ပျော်ပါးတွေကိုပို့ချစ်နေမိသလား ငါရဲ့ဘာသာရေးကအပေါ်ယံဟန်ဆောင်မှုတတ်တတ်ဖြစ်နေသလားဒီမိခိုးနေကို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 ရိုးရိုးသားသားမေးဖို့လိုတယ်အဲ့ဒီကိုကိုကိုချစ်ချင်းရဲ့တိမ့်မွေတဲ့ပုံစံတွေကိုတတိထားဖို့လိုတယ်ဟုတ်ကဲ့ဒုတိယသင်ခန်းစာကတော့ညင်းဆဲချင်းနဲ့ပတ်သက်ပြီးမအခက်ငယ်ဆက်နှစ်ကညင်းဆဲချင်းကိုခံရကြလိမ့်မယ်ဆိုတဲ့အချက်ကနဲ့ဘာလို့အဓိကမှတ်သားတင်လဲအဓိကကတော့လက်တွေ့ရင်ဆိုင်ဖို့ကြိုတင်ပြင်ဆင်တာပေါ့ပါပဲ mentally prepare ဖြစ်နေဖို့လိုတယ် ခရိယာအတ္တဆိုတာပန်းကင်းလန်းလို့မေရန်တက်တောင်တတလွယ်ကူနေမှာမဟုတ်ဘူးဟုတ်ကဲ့အမှန်တရားဘက်ကယက်တည်လောကရဲ့စံနှုန်းနဲ့ကွဲပြားစွာအသက်ရှင်စံကျင်မှုတွေ a misunderstanding တွေဖြစ်ရတဲ့ကြုံရနိုင်တယ်ဆိုတာကိုလက်တွေ့ကြကြနားလည်ထားရမယ်ဟုတ်ကဲ့ဒါကိုကြောက်เสียရှက်เสียရှောင်လွဲเสียလို့မမြင်ဘဲနဲ့ယုံကြည်ခြင်းခိုင်မာမှုရဲ့တည့်တဲ့တစ်ခုအဖြစ် လောကနဲ့ क्वे ပြားခြင်းရဲ့လက္ခဏာတစ်ခုအဖြစ်မြင်ပြီးတော့တတိရှိရှိရင်ဆိုင်ဖို့တစ္ဆာရှိရှိဆက်လက်ရည်တည်ဖို့စိတ်ပိုင်းဖြတ်ထားလို့ဒီချမ်းပွဲကတိုက်တွန်းနေပါတယ်။တခါလေညင်းဆဲခြင်းကကိုယ့်ရဲ့ယုံကြည်ခြင်းမန်ကန်ကြောင့်တတိပြချက်တစ်ခုတောင်ဖြစ်နေနိုင်တယ်လေ။ဟုတ်ကဲ့။ဒါဖြင့်နောက်ထပ်အရေးကြီးတဲ့သင်ခန်းစာကတော့ကျင်းစာရဲ့အခန်းကဏ္ဍပဲဖြစ်မယ်။ ဒီနေ့ခေတ်မှာအမျိုးမျိုးသောအတွေးခေါ်တွေအယူဆတွေသတင်းအချက်လက်တွေအများကြီးကြားထဲမှာစံစာကိုဘလို့သဘောထားလက်ခံရမလဲဟုတ်ပါတယ်အခန်းနဲ့16ကအထီပဲစံစာရှိသမျှဒီဘုရားသခင်မွတ်သွင်းတော်မူသောအထင်ချစ်တဲ့ဆိုတဲ့အချက်ကိုခိုင်ခိုင်မာမာယုံကြည်လက်ခံထားဖို့ပဲဒါကကျွန်တော်ရဲ့ယုံကြည်မှုနဲ့အတ္တတအတွေ့အမြင့်ဟောသော နောက်ဆုံးသောအခွင့်အာဏာဖြစ်တဲ့ Supreme Authority ပေါ့ ခေပေါ်တွေးခေါ်တယ်တိပံပညာရဲ့တွေးရှိချက်တွေဒါမှမဟုတ်အဲ့ဒါတွေပေါ်လူတွေရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုတွေလူဖွဲ့စည်းရဲ့ပြောင်းလဲနေတဲ့တန်ဖိုးထားမှုတွေ ਨੇ ကျန်းစာရဲ့တွင်တင်ချက်တချို့ကစန့်ကျင်နေပုံပေါက်တဲ့အခါမျိုးမှာကျန်းစာရဲ့ယုံကြည်စိတ်ချရမှုမှန်ကန်မှုနဲ့လုံလောက်မှုကိုဆွဲဆွဲမြဲမြဲကင်ဆွဲထားဖို့အရေးကြီးပါတယ်ဒါကအတွေးခေါ်မျိုးမျိုးအယူဝါဒလေပြင်းတွေတိုက်ခတ်နေတဲ့အကြောင်းမှာကျွန်တော်တို့လမ်းမပြောက်အောင်ထိမိမဲ့ကြောက်စိုးနေတူတယ် ဟုတ်ကဲ့အရင်အရေးကြီးတဲ့အချက်ပါနောက်ဆုံးသင်ခန်းစာတစ်ခုကတော့အဲ့ဒီကျမ်းစာကိုတီးယုံတက်မဟုတ်ပဲလက်တွေ့အသုံးချဖို့ပဲဖြစ်မိတဲ့နေအတိအကျပဲကျမ်းစာဟာစာကြီးတိုင်းစင်ပေါ်မှာဖုံးတက်ဖို့ထားတဲ့စာအုပ်မဟုတ်ဘူးဟုတ်ကဲ့ဒါကြောင့်ကျွန်တော်တို့ကိုဩဝါဒပေးဖို့အပိကူပေါ်ပြဖို့အမကူပြန်ပေးဖို့ဖြောင်းမချင်းမလစ်ချင်းပေးဖို့လက်တွေ့အတက်ရှင်တဲ့နှုတ်ကပတ်တော်ချစ်တဲ့အဓိကပန်းတိုင်ကိုပြန်ကောက်ရရင် ကောင်းသောအမှုအမျိုးမျိုးတို့ကိုဖြုစုခြင်းကကျင့်စင်ပွားသူဖြစ်လာဖို့ဟုတ်ကဲ့တကြောင်ကျန်းစာတပိုက်ကို ဖတ်တိုင်းလေ့လာတိုင်းကိုကိုကိုမေးရမယ်မေဟုံးကဒီအမှန်တရားကငါရဲ့ဒီနေ့အတ္တတာမှာဘလို့တက်ရောက်မှုရှိတဲ့နလဲငါရဲ့အပြုမှုငါရဲ့အတွေးခေါ်ငါရဲ့စကားပြောပုံငါရဲ့ဆက်ဆံရေးငါရဲ့ဆုံးဖြတ်ချက်တွေမှာဘလို့လက်တွေ့အတွန်းချမလဲဆိုတာပဲ။ ဲ့လိုအသိပညာကိုလက်တွေ့လောက်ဆောင်မှုအဖြစ်ပြောင်းလဲနိုင်မှာသာကျန်းစာရဲ့တန်ကူကျန်းစာရဲ့အတက်ကို အပြည့်အဝခန်းစားရမှာဖြစ်ပါတယ်။ကောင်းပါပြီရှင်။ဒီနေ့ကျမတို့တင့်မော်တေဩဝါဒစာဒုတိယဆောင်အခန်းကြီး3ကို အခြေခံပြီးတော့နောက်ဆုံးသောကာလရဲ့အန္တရာယ်တွေအထူးသဖြင့်ကိုယ့်အခြေကလာတဲ့အတ္တဘဟုပြုမှုရဲ့အန္တရာယ်ယုံကြည်သူတွေအတွက်ညှင်းဆဲခြင်းဆိုတာရှောင်လဲလို့မရတဲ့လက်တွေ့အမှန်တရားဖြစ်ခြင်းပြီးတော့ ဒီအခက်ခဲတွေအားလုံးကိုရင်ဆိုင်မှုအတွက်လုံလောက်ပြည့်စုံတဲ့ဖျားသခင်ကိုယ်ရံမှုတွင်းထားတဲ့တာမာကျန်းဆိုင်ရဲ့တန်ကူးနဲ့ရည်ရွယ်ချက်တွေကိုအသေးစိတ်ဆွေးနွေးခဲ့ကြပါတယ်။ဟုတ်ပါတယ်။ဒီဆွေးနွေးမှုရဲ့အဆုံးသတ်မှာနားထောင်သူတွေကိုစဉ်းစားစရာအသွေးလေးတစ်ခုခြံထားခဲ့ခြင်းပါတယ်။အခန်းငယ်စခုံးကကျန်းစာဟာကျွန်တော်တို့ကိုကောင်းသောမှုအမျိုးမျိုးကိုပြုစုခြင်းကပြင်ဆင်ပေးတယ်လို့ဆိုထားတယ်နော်။ဟုတ်ကဲ့။တဲ့ထိုးထွင်းမြင်နေတာလေး မိမိတို့ရဲ့လက်ရှိအခြေအနေမှာတောင်မမောကိုယ့်ပတ်ဝန်းကျင်အတိုင်းအဝိုင်းမှာဘယ်လိုတိကျတဲ့ကောင်းသောမှုတစ်ခုခုကိုလှုပ်ဆောင်မှုအတွက်အထူးတလည်းနန်းညွတ်မှုပေးနေတာမျိုးတမမောတွားပေးနေတာမျိုးရှိနိုင်မလဲ음စဉ်းစားစရာပဲဥပမာပြောရင်ကိုယ့်ပတ်ဝန်းကျင်မှာအတ္တကြီးမှုတွေကိုကျင်းစာစိတ်ခေါင်းမမှုတွေလွန်မွန်နေခြင်းမှာကိုကျော့စွန်နေမိတာကိုလက်တွေ့ဘယ်လိုပြသနိုင်မလဲတမမောတမတရားအတွက်ယတရားလို့အထီးကျန်တဲ့အားငယ်လေလို့ခန်းစားနေရတဲ့ယုံကြည်သူမိတ်ဆွေတရားကို ဘယ်လိုအားပေးစကားပြောနိုင်မလဲဒါမှမဟုတ်ကိုယ်တိုင်ကဟန်ဆောင်မှုကင်းနေတန်ကိုနဲ့ပြည့်စုံနေအသက်တာကိုဘယ်လိုပို့ပြီးအသက်ရှိမလဲအဲ့လိုမျိုးပေါ့ဒီချမိုက်ကကိုကိုဘယ်ကောင်းတော့အမှုအသက်အခုပြင်ဆင်ပေးနေတယ်လဲဆိုတာလေးကိုကိုစီစင်ချင်းကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့အရန်ကောင်းတဲ့မေဟုံးပါပဲဒီနေ့ဒီချမ်းပိုက်ကိုအတူတဝနဲ့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 လေလာတုံးသက်ခဲ့ကြတဲ့အတအချိန်ပေးပြီးနားဆင်ပေးခဲ့ကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ချိန်မှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်